အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့တကြံရောက်ပြီဆိုတာနဲ့တကြံနဲ့မခွဲမ်းပြေးမြင်မိတဲ့မဟုတ်ပါဆိုလို့ရှင်เนาะမုံလုံးကြီးပေါ်ပဲဖြစ်ပါတယ်တကြံစာမုံလုံးကြီးပေါ်လေးကိုလှုပ်တော့မှာဖြစ်ပါတယ်ကြည့်ရှုပေးပါအောင်ရှင်ဒါကတော့မုံလုံးကြီးပေါ်လှုပ်ဖို့အတွက်ပါဝင်တဲ့ပါဝင်ပစ္စည်းချို့ပါအုံးဒီပါမယ်ကောင်းခြင်းမုတ်ပါမယ်စံစိမ့်မုတ်ပါမယ်ထညာကတော့မုံလုံးထညာအညူပါပါမယ်ထညာအညူကပူချိုးတဲ့အတွက်ကိုဒီမှာသုံးပေးထားပါတယ် ပထမဦးဆုံးအနေနဲ့တော့ကောစလုံတစ်ခုတည်းကိုနိုးစီခွန်းနဲ့ပေါ့နော်တခွက်စာလောက်ကောင်းညင်းမုတ်ကိုထည့်ကြည့်ရယ်ကောင်းညင်းမုတ်တစ်ထုပ်ကနိုးစီခွက်တစ်ခွက်ထက်နည်းနည်းလေးကျော်တယ်ဆိုတော့မထူးတော့ဘူးပေါ့နော်မထူးတော့ဘူးဆိုတော့ဒီတိုင်းအထုပ်နဲ့ပဲထည့်မယ်ပေါ့ဒီမှာတော့အထုပ်ကိုနှစ်ထုပ်စာသုံးထားရယ်ပေါ့နော်ဒါကောင်းညင်းမုတ်နှစ်ထုပ်စာသုံးမိထားပါတယ်သူကတစ်ထုပ်ကို150 g ရှိရာဆိုတော့နှစ်ထုပ်ဆိုတော့စုစုပေါင်း300 g ရှိပါတယ် စံစိမ့်မုံဝါကြတော့လေကောင်းငင်းမုံရဲ့လေးပုံတပုံစာလောက်သုံးရတာဆိုတော့ဒီမှာကကောင်းငင်းမုံတို့ကနှစ်ထုပ်စာသုံးရတာဆိုစံစိမ့်မုံကလေးဆုံးစာသုံးပေးမယ်ပေါ့နော်တထုပ်ကနှစ်ဆုံးစာအနေနဲ့ပါပြီးသွားလို့ရှိရင်တော့အရသာအတွက်စာလေးအနေငယ်ထည့်ပါမယ်ပြီးရင်တော့အားလုံးကိုတမအောင်နည်းနည်းလေးမှွေပေးထားပါမယ် ရေဝါကြတော့ကောင်းညင်းမုံရဲ့နှစ်ပုံတစ်ပုံစားလောက်သုံးရတာဆိုတော့ဗောနော်ဒီမှာတော့ရေဝါတော့နိုးစီဘွက်နဲ့တစ်ခွစားလောက်သုံးမယ်နိုးစီဘွက်တစ်ခွကိုဒီတိုင်းဝေါကနဲ့လောင်းထည့်တာမဟုတ်ပဲနည်းနည်းလေးထည့်လိုက်လက်ကလေးနဲ့နယ်ပေးလိုက်လုပ်ပြရပါမယ်သူကအမွာလေးတွေထွက်နေတဲ့ဟာဗောနော်အဲ့လိုကြည်နေတာလေးတွေအစလေးတွေထွက်နေရမျိုးဆိုမရသေးဘူးဗောနော်ဖြည်းဖြည်းချင်းတစ်စီးတစ်လုံးနဲ့စီးပြီးတော့လုံးသွားတော့မှရတာဗောနော် တစ်ခုတည်းဖြစ်သွားတော့မှာပဲရမှာပါအဲ့တော့စိတ်ရှိရှိနဲ့ပြပြချင်းစီရေလေးနည်းနည်းထည့်လိုက်နေပေးလိုက်လုပ်ပြရပါတယ်အခုလိုနေသားလေးဆိုလို့ရှိရင်တော့ဗောနော်ဒါမုတ်သားလေးရရကန်နေပါပြီသူ့လက်ဖနောက်လေးနဲ့ပြပြချင်းစီနေပေးပါမယ် မုတ်သားလေးရဖွာတာမျိုးစားထွက်တာမျိုး မရှိတော့ဘဲနဲ့အခုလိုမျိုးဖဲ့လိုက်ရင် ဖဲ့လိုက်တဲ့အတိုင်းလေးပါလာတယ်ဆိုလို့ရှိရင်တော့ရပါပြီမုတ်သားလေးကိုဒီတိုင်း45မိနစ်လောက်ထားထားပါမယ်ထားထားတဲ့အချိန်မှာတခြားဟာလေးတွေပြင်ဆင်ပါမယ်ညက်ကိုစိုက်ပြီးပါမယ်။ထညက်ကိုလှီးတဲ့အခါမှာလက်မထီအောင်လို့ဘေးဥစိုက်ပြရပါတယ်။ ီမှာထညက်ကနည်းနည်းလေးကြီးသွားတယ်ပေါ့နော်အရွယ်တော်လေးဆိုရင်တော့ကောင်းပါတယ်အရန်သေးလွန်အားချင်းရင်လည်းမကောင်းဘူးပေါ့နော်မုန်းလို့ရင်ပျော်သွားမှာဆိုလိုပါတချို့ကကြတော့ထညက်အစာကြီးစေခြင်းတဲ့သဘောအနေနဲ့ငရုတ်သီးစိမ့်လေးတွေလည်းထည့်ထားရှိရပါတော့နော်ဒီမှာတော့ငရုတ်သီးစိမ့်တော့မထည့်တော့ပါဘူးထညက်ကလေးတွေပဲသုံးပေးပါမယ်တညက်ကမာတော့နည်းနည်းလေးရင်တော့ဂရုစိုက်ပြီးတော့လေးပေးရပါတယ်။ဒါကတော့လေးရတဲ့တညက်လေးလေးရပါပြီ။ ြီးရင်တော့မုတ်သားလေးနှက်ထားတဲ့အချိန်မှာပဲအုံဒီလေးတွေကိုချစ်ပေးထားပါမယ်။အုံဒီရတော့မုတ်ပေါ်မှာ ဖြူစားဖို့အတွက်ပါ။ခုဆိုရင်တော့မုတ်လုံးကြီးပေါ်စာလုံးမယ်ပေါ့နော်လုံးမို့အတွက်ကိုမုတ်သားလေးကိုအရင်ယူပြီးတော့မှအရင်ဆုံးလုံးပေးထားပါမယ် မုန်သားလေးကိုအနေတော်လေးပေါ့နော်ကိုကြိုက်တဲ့အနေထားလေးရအောင်လုံးပေးပါမယ်။ဒါပြီဆိုလို့ရှိရင်တော့မုန်သားရဲ့အလယ်လေးကိုလက်ကလေးနဲ့အသားလေးဖိပေးပါမယ်။ရိုင်းဖိမချပါအောင်နော်ပောက်သွားမှာဆိုလို့ပါ။ပြီးရင်တော့ထညာကလေးထည့်ပါမယ်။ခိုက်တဲ့ဟိုမှာပြန်ပြီးတော့မှထညာကိုထည့်ပြီးတော့မှပြန်လုံးပေးပါမယ်။ ဒီချားလေးလုံးလို့အလုံးလေးရခဝိုင်းဝိုင်းလေးရပြီဆိုရင်တော့ရပြီပေါ့နော်။နေတော့အလုံးလေးဖြစ်အောင်ကိုအတန်းနိုင်ဆုံးလုံးပေးရပါတယ်။ဒါလေးကတော့နည်းနည်းလေးကြီးသွားတယ်ပေါ့နော်။အလုံးလေးရပါပြီ။ရပြီဆိုရင်တော့သူ့ကိုပကံညာလေးထဲထည့်ပြီးထားပါမယ်။ပြီးရင်တော့ရေနွေးတည်ထားပါမယ်။ရေလေးနည်းနည်းလေးစုပြီးဆိုရင်တော့အလုံးလေးတွေကိုအရင်စထည့်မယ်ပေါ့နော်။ထည့်ပြီးတော့မှပြုတ်ပေးထားပါမယ်။ မုံလုံးကြီးပေါ်ရဲ့သဘောတရားကြတော့သူကကြက်လာပြီဆိုလို့ရှိရင်ပေါ့နော်မုတ်ကအပေါ်ကိုတက်လာတာဆိုတော့အပေါ်တက်လာတဲ့အလုံးလေးဆိုတာကြက်ပြီပေါ့နော်ကြက်ပြီဆိုတော့ဆယ်လို့ရပါပြီဆယ်ပြီးသွားတဲ့မုံလုံးလေးတွေကိုကရေအေးလေးနဲ့သက်သက်ထည့်ပေးထားပါတယ်ရေအေးနဲ့ဘာကြောက်ထည့်တာလဲဆိုတော့လေတစ်လုံးနဲ့တစ်လုံးမုံလုံးလေးတွေကတ်မသွားအောင်လို့ပေါ့နော်ရေအေးလေးကိုထည့်ပေးထားပါတယ်ရေအေးတဲ့စိန်ပြီးသွားတော့မှပဲဆယ်ယူလို့ရပါမယ် အခုဆိုရင်တော့ရေးတဲ့စိန်သားတဲ့ဟာလေးတွေကိုဆယ်ယူပြီးတော့မှစာသုံးမဲ့ပုဂံတွေကိုထည့်ပေးပါမယ်။ပေါ်ကနေပြီးတော့မှစစောအားချစ်ထားတဲ့အုံသီးလေးကိုဖြူပေးပါမယ်။ကဲအခုဆိုလို့ရှိရင်တော့မုံလုံးရေပေါ်လေးရပါပြီ။ကြကြံနဲ့တွဲဖက်ပြီးတော့မှအမြဲတမ်းစာသုံးပြတဲ့မုံလုံးရေပေါ်ပေါ့နော်။ချစ်ရှူအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများ යි တင်ပါတယ်ရှင်။ကြံစားလေးလည်းလှူစားကြည့်လို့အဆင်ပြေကြပါစေနော်။